မြတ်စွာဘုရားလက်ထက်ကနတဝိထိမြို့မှာတဝိထိမြို့ရဲ့တက္ကနာကနော်ရွာကြီးတရာရှိတယ်အဲ့ဒီရွာကြီးကတငါလုတ်ကင်စားတော့ကြတဲ့ရွာတဲ့အဲ့ဒီရွာမှာတရားပြုတရားမြတ်ရဖို့အတွက်အခြေခံအကြောင်းကံပါရမီတွေပါလာကြတဲ့နော်တငါလုတ်သား900လောက်ရှိလောလောဆယ်တော့မလုတ်နေတာတော့တငါလုတ်နေတာ ဒါပေမဲ့သူတို့ရဲ့အတွင်းတန်တာမှာတရားဒုတရားမြတ်ရဖို့အတွက်အကြောင်းပါရမီကဦးထဲမှာထွန်းထားတဲ့စီမီလေးလိုတလက်လက်ဝန်းလက်နေတယ်ဟုတ်လားဒါမမြင်နိုင်ဘူးနော်လောလောဆယ်တော့တငါလုတ်ကိုလှုပ်နေတယ်ဒါပေမဲ့သူတို့မှာပါပါတော့ပါရမီပါတယ်တရားဒုရနိုင်တဲ့အကြောင်းတရားတွေသူတို့မှာပါလာတယ်ဘဝဆိုတာကရှုပ်ထွေးတယ်အကြောင်းတရားအမျိုးမျိုးကြောင့်ဖြစ်နေတာဖြစ်နေတဲ့သဘောဒါလေးတွေကိုလည်း အမြင်ရှိရမယ်ဟုတ်လားအဲ့ဒါဒီနေ့တော့အဲ့ဒီတန်ငါ900လောက်ကနမြစ်သေးငါဖန်းညရင်လည်းပိုက်ကွန်လည်းပါနော်တကောလုံးဝါဝင်းနေတယ်ရွှေရောင်တောက်နေတယ်ရွှေငါးကြီးတကောင်ဖမ်းမိလားလှလိုက်တာတကယ်ကိုရွှေကိုလှုပ်ထားတယ်လို့မျိုးအဲ့ဒါနဲ့ဟာဒီလောက်ထူးဆန်းတဲ့ငါးကြီးကိုရတာကတော့တို့ဘဝပြောင်းဖို့ပဲနဲ့တူအေး ဘယင်မင်းတရားကိုသာသွားပြီးတော့ဒီငါးကြီးကိုဆက်တာလဲရရင်ရှုတွေလက်တွေအများကြီးရမှာတို့ဘဝပြောင်းသွားနိုင်တယ်ဆိုပြီးတော့အဲ့ဒါကောသလမင်းကြီးကြီးကိုသွားပြီးတော့အဲ့ဒီရွှေငါးကြီးကိုဆက်တာကြတာအဲ့ဒီတငါသည်900သူတို့ကကတ္တပမြတ်စွာဘုရားလက်ထက်ကခိုးသားတဲ့မြတ်ကြီးဖြစ်ခဲ့ဘူးတယ်လို့ဆိုတယ်အဲ့ဒါဒီနေ့တော့အာနာပိုင်အဖွဲ့အစည်းနဲ့မြို့သူမြို့သားတွေရွာသူရွာသားတွေစုပြီးတော့ အဲ့ဒီကိုလာရမြတွေကိုလိုက်ပြီးတော့ဖမ်းဆီးကြတဲ့အခါမှာနော်သူတို့တော်ရဲကိုပြေးကြတာအဲ့လိုပြေးရင်နဲ့နော်တော်ရဲမှာတော်ရဆောက်တည်နေတဲ့ရဟန်းတော်တွေနဲ့တွေ့တွေ့တဲ့အခါကျတော့သူတို့ရဲ့နောက်ကဘလို့မှမလွတ်နိုင်တော့တဲ့ဘေးပေါ့နော်သူတို့ပို့ပြီးတော့အင်အားကြီးတဲ့သူတို့ကိုလိုက်ပြီးတော့ဖမ်းဆီးတဲ့သူနောက်ကလိုက်လာတာကိုသိတဲ့အခါမှာရဟန်းတော်တွေကိုအားကိုးကြတဲ့အခါမှာရဟန်းတော်တွေက မင်းတို့အတွက်အားကိုးရာကတော့ဒီတရဏဂုံနဲ့တီလပဲရှိမင်းအဲ့ဒါဘုရားတရားတန်ခါရဲ့အကြောင်းကိုအထိုက်လျောက်နားလည်အောင် ပြောပြီးတော့တရဏဂုံဆောက်တည်ပေးတယ်ပြီးရင်၅ပါးတီလကိုနားလည်အောင် ရှင်းပြပြီးတော့ဒါဘုမင်းတို့ရဲ့အသက်ဒီဟူသောအကြောင်းအကြောင်းတောင်မှမဖောက်ဖျက်နဲ့ဒါမင်းတို့အတွက်အားကိုးရာပဲအထူးသဖြင့်တန်လျာခီးကိုသွားတဲ့နေရာမှာဒါမင်းတို့အတွက်အားကိုးရာပဲ။ ခဏနေအချိန်ပိုင်းအတွင်းမှာသူတို့ဘဝတွေပျက်စီးတော့မယ်ဆိုတာကိုသူတို့ယိမ့်မိနေတယ်။အဲ့သူတို့ရဲ့စိတ်ထဲမှာဒီတရဏဂုံ၃ပါးနဲ့၅ပါးတီလန့်ဘာဖြစ်တော့အာကိုးတယ်ပေါ့ဟုတ်လားအဲ့ဒီလိုစောက်တည်ပြီးတော့ဘဝတန်တရာခီးမှာဒါကိုပဲအာကိုးအာရပြုတ်ပြီးတော့သွားမယ်ဆိုတဲ့စိတ်ကူးနဲ့သူတို့ကပြောရလို့ရှိရင်အဲ့လိုပဲဖန်ဆီးပြီးတော့အကုန်လုံးအသက်ခံကြရတယ်အဲ့လိုအသက်ခံရတဲ့အခါမှာသူတို့ကနတ်ပြည်ကိုရောက်ကြတယ်တဲ့ အဲ့ဒီနတ်ပြည်မှာဖြစ်ပြီးတော့အခုနတ်ပြည်ကနေအခုဒီတငါရွာကြီးကို လာပြီးတော့ပြိတိနေကြတာတဲ့ဒါသူတို့ရဲ့အကြောင်းကိုမြတ်စွာဘုရားပြန်ပြီးတော့ပြောပြထားတာအဲ့ဒီမှာတရဏဂုံတီလာကို နော်စောက်တည်ခဲ့တဲ့အာကိုခဲ့တဲ့အဲ့ဒါရဲ့အနှစ်သာရကိုနားလည်အောင်ပြုခဲ့ကြရတယ်စောင့်ထင်းခဲ့ကြရတယ်ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းဒီပါရမီတရားရဲ့အစွမ်းကြောင့်သူတို့ဟာဒီဘဝမှာတရားလူတရားမြတ်ကိုရလိမ့်မယ် ီဂါထာ၄ဘုတ်ကိုဟောပြီးဒီအချားမဲမှာသူတို့ကတရားလူတရားမြတ်ကိုရလိမ့်မယ်ခုလောလောဆယ်တော့သူတို့ကရထားတဲ့ရွှေငါးကြီးကိုကောသလမင်းကြီးတီကိုသွားပြီးတော့ဆက်သကြတာအဲ့တော့ကောသလမင်းကြီးကလည်းဟာတော်တော်ထူးဆန်းတယ်ပေါ့ငါကတော်တော်လေးကြီးတယ်ရွှေအောင်လေးတောက်နေတယ်ဆိုတော့အဲ့ဒါနဲ့ဒီငါးရဲ့အကြောင်းကိုတော့မြတ်စွာဘုရားမှာပဲအလုံးသိနိုင်မှာပဲဆိုပြီးတော့အဲ့ဒါလှေကြီးပါအဲ့ဒီငါးကြီးထည့်လာတဲ့လှေကြီးပါရည်တွေပါနော် လေထဲမှာရေထည့်ပြီးရေထဲမှာငါးကြီးထည့်လာတာပေါ့မသေးအောင်ပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားကြီးကိုတခါတည်းဆောင်းယူလာကြတယ်ဆောင်းယူလာပြီးတော့အဲ့ဒါမြတ်စွာဘုရားကိုကောသလမင်းကြီးကခေါင်းဆောင်ပြီးတော့မေးလျှောက်တယ်တင်္ဃာကြီးရဲ့နော်သူ့ရဲ့အကြောင်းတရားကဘယ်လိုတွေရှိမလို့ဘုရားအမှန်စင်စစ်အဲ့ဒီငါးကြီးကအလွန်မှတနာစရာကောင်းတဲ့တရားလို့ပြောရမှာပါပဲဘာဖြစ်လို့ဆိုသူက အဝီစည်းရနေပြီးတော့စုတေပြီးတော့အဲ့ဒီငါးကြီးလာဖြစ်တာတဲ့ဟုတ်လားအဝီစည်းငရဲမှာ သူဘလောက်ကြာနေပြီးတော့ဆိုတော့ကတ္တပမြတ်စွာဘုရားနဲ့ဘုဖုံတို့ရဲ့မြတ်စွာဘုရားဖရားနှစ်စုရဲ့ဈာကာလမှာအဝီစည်းမှာပဲသူအချိန်ကုန်ခဲ့ရတယ်။ဘာဖြစ်လို့သူအဲ့လောက်စူးစူးဝါးကြီးခံစားရတော့ခံစားခဲ့ရတာတော့အဲ့ဒါသူကကတ္တပမြတ်စွာဘုရားလက်ထံမှာအဲ့ဒီအဝီစည်းကိုမရှင်းခင်တော့ကသူကယဟန်တပါသူ့ရဲ့နာမည်က ကပိလရတုရဲ့နောင်တော်ရှိတယ်တာဂရတဲ့တာဂရနဲ့ကပိလညီကိုနှစ်ယောက်အဲ့တော့မြတ်စွာဘုရားရဲ့တရားကိုနာရပြီးတော့တန်ဝေကရပြီးတော့ရဟန်းပြုကြအဲ့လိုရဟန်းပြုတဲ့အချိန်မှာနောင်တော်ကြီးဖြစ်တဲ့တာဂရကတော့သူကအတို့အသက်ကြီးမှရဟန်းပြုတာဖြစ်တဲ့အတွက်ကြောင့်စာပေပရိယက်ကိုအားတော့မလိုက်စားတော့ဘူးနပတိပတ်အကျင့်ကိုပဲထွန်းပအောင်ကျင့်ပဲရွှေပြီးတော့သူကတော့ အချင်းမြတ်ကိုကျင့်တဲ့အတွက်ကြောင့်ရဟန္တာဖြစ်သွားတယ်။ပါကရမထေဆိုပြီးတော့ဒီကပိလမထေကတော့ငါအရွယ်ရှိသေးတယ်ငါစားသင်မယ်ပိဋကတ်တော်ကိုကျွမ်းကျင်အောင်ငါလေ့လာမယ်သင်ယူမယ်ဆိုတော့သင်ယူတာအဲ့ဒါသူကတော့ပိဋကတ်သုံးပုံကိုကျွမ်းကျင်တယ်တဲ့တက်မြောက်တယ်အဲ့လိုစားပေတက်မြောက်တာကိုအကြောင်းပြုပြီးတော့ပိဋကတ်ကလည်းအလွန်များတယ်ပိဋကတ်များတာကိုအကြောင်းပြုတော့လက်လာပါကလည်းအလွန်မှများတယ်အဲ့တော့သူ့ရဲ့ဘဝက အသိဉာဏ်ရပြီးတော့ငြိမ်းအေးတဲ့ဘက်ကိုရှေ့ရှုပြီးတော့မသွားဘူး။နောက်လူတွေသူတွေလက်လာပါတွေနဲ့လောဘတက္ကရာနဲ့ပူလောင်မှုရှုပ်ထွေးမှုဘက်ကိုဥတည်ပြီးတော့သွားနေတယ်။ဟုတ်လား။ဒီလက်လာပါဆိုတာလည်းပဲတတိနဲ့ဉာဏ်နဲ့မထိန်းသိမ်းနိုင်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်ကိုအလွန်မှပြက်ပြားစေတဲ့အရာပေါ့နော်။တတ္တဝါတွေဆိုတာလောဘခေါင်းဆောင်ပြီးတော့ပဲတန်တရာခီးကိုသွားနေကြတာ။ ခမရတို့ကျွတ်တို့ကြားဘူးပါလေတတဝါတွေဟာဘသူရဲ့ကြေးကျွန်နေလို့ကြားဘူးထားတော့လောဘရဲ့ကြေးကျွန်နေဥနောလောက အတိတ်တော်တဏ္ဍတာတောတိခောမဟာရာဇာနော်ရထပါဠမထေပြောရတာတတဝါတွေဟာဘယ်တော့မှပြည့်စုံနေဆိုတာမရှိဘူးရောင်ရဲတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးအမြဲတမ်းလိုအပ်ချက်တွေနဲ့ရှင်သန်ပြီးတော့ပြောရရင်တဏ္ဍတာအလိုဆန္ဒခိုင်းတာကိုတသွေမတိန်လုပ်နေရတဲ့ အလိုဆန္ဒရဲ့ကြီးကျွံမြတာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့၄ခုမြောက်တရားအချင်းချုပ်ဓမ္မုတ်တေတာကြားဘူးရတယ်နော်